ခုနှစ်ရသားသမီးလူတန်းထားတဲ့ငွေတွေနဲ့ဂိမ်းပေါင်း900ဆလော့ဆော့လို့ကြီးအောင်ရတော့မေဖို့ဖို့ တရကတရကမတွေလူတန်းထားတဲ့ငွေကိုဖဲရိုက်ပြလိုက်သူကတော့ចောင်းထိုင်စရာတော့တပါပါတကယ်ဆိုရင်ဗုဒ္ဓဘာသာမှာဖះသားတော့သာသနာဝင်တဲ့ရဟန်းတော်တွေဟာကာမအိမ်အောင်ပြုကိစ္စတွေအရှက်တောက်တာလောင်းကစားလောက်တာတွေကိုလှုပ်ဆောင်ခွေနည်းနည်းလေးတောင်မှမရှိပါဘူးအထူးသဖြင့်ရဟန်းတော်တွေဟာလေပုထုရှင်လူသားတွေမို့မဖြစ်သင့်တာမဖြစ်အောင်နှိစက်မှုမရှိအောင်လေဘလို့နေထိုင်ရမယ်စသည်ဖြင့်တားမြစ်ထားတဲ့ပညာတော်တွေလိုင်နာဆောင်ထင်းရမယ်တိခါဘုတ်တွေနဲ့အထက်ထက်တားမြစ်ထားပါရင်ဥပမာတရကမှာမတုကာရီမှာစွန့်တဲ့ဝတ္ထုပစ္စည်းကရဲ့ င်ဘာတွေကိုရှောင်ရမလဲအမျိုးသမီးတွေရှိတဲ့အိမ်ကိုဆွန်းစားကြရင်ဘလို့နေထိုင်ရမလဲဆိုတာကစားစီကန်းတွေထုတ်ထားပြီးသားပါဒါပေမဲ့လေတိုးတက်ပြောင်းလဲလာတဲ့ခေတ်စနစ်မှာအထူးသဖြင့်ဖုန်းခင်အင်တာနက်ကမှတန်ကားတော်တွေရဲ့နေထိုင်မှုတွေနဲ့အခြားသောကိစ္စတွေကြောင့်ကာမတနာပေါ်မှာဆွဲလန်းစိတ်တွေပုံများလာတာပါဒါကြောင့်လေခုချိန်မှာတန်ကားတော်တွေရဟန်းတွေလူထွက်တာမိမခိုးပြရတဲ့ရှိလာတာဖြစ်ပါတယ်ဒါပြင်နောက်တဲ့တစ်ခုကတော့ online လောင်းစားပါပဲတက္ကသိုလ်ကမှတွေလူတန်းထားတဲ့ငွေနဲ့ဂိမ်းပေါင်း900ကျော်စောလိုက်တဲ့ကျောင်းထိုင်ဆရာတော့ ဖျားသားတော်ဖြစ်ပေမယ့်တကာတကံမတွေလူတန်းထားတဲ့ပစ္စည်းလေးပါအလုံးငွေတွေနဲ့ဖင်းရိုက်ကဆလော့ဆလိုက်တာကတော့ထိုင်းနိုင်ငံကဆရာတော်တပါပါအခုဆိုရင်အစိုးပါကျောင်းတိုင်ဆရာတော်ဟာဘန်းငွေတန်း300လောက်ကျွေးတင်နေပြီလို့လည်းသိရတာဖြစ်ပါတယ်အရင်ခေတ်မှာဆိုရင်လောင်းစားလို့ချင်ရင်လောင်းစားဝိုင်းဒါမှမဟုတ်ဒိုင်းတွေကိုခက်ခက်ခဲရှာဖွေရပါတယ်ဒါပေမဲ့လည်းအခုချိန်မှာတော့ငွေစင်းနဲ့လောင်းစားလို့လို့ရတဲ့ဆလော့တွေဘောလုံးတိုင်တွေအွန်လိုင်းလောင်းကစားတွေကိုထိုင်းရမထအိယာတွေကနေဒါမှဖုန်းလေးတစ်လုံးနဲ့ဆော့စားလို့ရနေပါပြီလောင်းစားကုမ္ပဏီတွေဆလော့တွေကလည်း ်လူတွေကစားချင်လာအောင်မလုံးပေးကကြုံညာနေရပါဒီလိုအခြေအနေတွေကြောင့်လည်းလူတတော်များဟာအွန်လိုင်းလောင်းကစားရဲ့တားကောင်ဖြစ်လာပါတယ်ဒီလိုအွန်လိုင်းလောင်းကစားကြောင့်လည်းလူတွေရဲ့ဘဝတွေပျက်စီးရတာပါအခုဆိုရင်အွန်လိုင်းလောင်းကစားတွေဟာလူတွေကိုယ်တိုင်မကပါဘူးဖျားသားတော်တန်ဃာတော်တွေကိုပါခန်းစားလာရပါပြီ။ဒါကြောင့်လေထိုင်းနိုင်ငံကကြောင်းထိုင်ဆရာတော်တစ်ပါးဟာအွန်လိုင်းကနေဂိမ်းပေါင်း900နဲ့ဖျက်ရိုက်မိလို့ဘက်တန်း300အကျွေးတင်သွားတယ်လို့အခုဆိုရဲဖက်နာပါခန့်နေရတာဖြစ်ပါတယ်။ဒီလိုအလွန်ငွေတွေနဲ့အွန်လိုင်းဖျက်ရိုက်လိုက်တဲ့ဆရာတော်ရဲ့ဘွဲအမိကတော့ ဓမ္မရာជីဝါနုဝတ်ဖြစ်တယ်လို့သိရပါတယ်။ဆရာတော်ဟာထိုင်းနိုင်ငံနခွန်ပတုံပြည်နယ်ရှိဖုန်ကြီးကျောင်းမှာကျောင်းထိုင်နေတာဖြစ်ပါတယ်။ဒီလိုနဲ့ဆရာတော်ဟာအွန်လိုင်းလောင်းစာတွေခွင့်ရသားသမီးတဲ့ကမတွေလူဒန်းထားတဲ့ကျောင်းရံပုံငွေဘက်300ခန်းမဲကျေဒေါ်လာ6တန်းကတ်ကိုဖြုန်းတိလိုက်တာဖြစ်ပါတယ်။ဒီလိုလုပ်လိုက်တာကြောင့်လေငွေကြေးအလွဲသုံးစားလုံးမှုနဲ့ဖန်းစီခံရပြီးတန်ကာကောင်းစီနဲ့ညှိနှိုင်းဆောင်ရွက်နေရတာဖြစ်ပါတယ်။ ဆရာတော်ဟာကျောင်းကျိုးတော်ဆောင်ဖွဲ့အားဩစာသုံးကားကျောင်းလူဝင်များကို၎င်းဘယ်စင်းတွေကိုထည့်ပြောင်းခဲ့ပြီးဖွဲ့စားမျိုးသမီးနဲ့ချိတ်ဆက်က အွန်လိုင်းလောင်းကစားအကောင့်များဖွင့်ကအပိအပြင်ဖိရိုက်တာဖြစ်တယ်လို့လည်းစစ်ဆေးတွေးရှိတယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းအာဏာပိုင်များကအလွဲသုံးစားပြုခြင်းသို့မဟုတ်မယုံမသားတန်ခါသင်ကန်းကိုတုံးချမှုနိုင်ငံတော် တာဝန်များကိုမယုံမသားဆောင်ရွက်ခြင်းစသည့်ဆွဲချက်များနဲ့တရားရုံးမှာဖန်ဝင်ထုတ်ခဲ့ပါတယ်။ထိုင်းဥပဒေအရဖုံတော်ကြီးများကိုစိုးရဝင်တဲ့အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ဆရာတော်ဟာရင်းနှီးသောအမျိုးသမီးတွဲဘက်ကိုလည်းအနည်းဆုံးဘတ်ငွေတန်း၄၀ထုတ်ချေးခဲ့ပြီးဖန်ဝင်ရတဲ့ပါသောရင်းမျိုးသမီးကိုလည်း ပတ္တယာရှိကွန်တိုတစ်ခု၌ဖမ်းဆီးရမိခဲ့ကြောင်းသိရတာပါပြည်သက်တရားရောအလူငွေနဲ့ဖျက်ခဲ့တဲ့ဆရာတော်ပေါ်မှာမိမိတို့ရဲ့မြင်လေးရှင်လည်းပြောခဲ့ပေးပါအောင်ရှင်